Hello အားလုံးပဲမင်္ဂလာပါရှင် Tarot Reading My Anonymous Page ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရယ်အဲဒီဟာလေးကတော့ collective reading လေးပေါ့နော်ဆိုတော့အဲတစ်ဖက်လို့ပေါ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့တစ်ဖက်လို့သူဘာတွေလုပ်နေမလဲဘယ်လိုခံစားနေရလဲပေါ့နော်အဲအားလေးကိုကြည့်ပေးခြင်း ਨੇ ဆိုတော့ဒီ collective reading လေးတွေကိုလာစဉ်စောင့်ကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်ကြည့်ပေးကြရတဲ့လူတွေအကုန်လုံး ိုတော့တစ်ဖက်လိုဘာတွေလုပ်နေလဲအခုကြည့်နေရဲ collectively ရဲ့တစ်ဖက်လိုဘာတွေလုပ် ဆိုဒီသုံးကပ်ကိုအရှင်ပြောမယ်နော်အဲ့တော့လက်ရှိမှာလေအခုကြည့်နေတဲ့ collective theory ရဲ့တစ်ဖက်လူကလေအဲသူတို့ဘာသာသူတို့အလုပ်ကိစ္စရင်းနဲ့ရှုပ်ရှက်ခက်နေတဲ့အဲပုံစံမျိုးလေးကိုတွားပြီးတော့တွေ့ရတယ်ဥပမာอืมသူမှာအလိုမိသားစုကိုအချိန်ပေးရအချိန်ရှိမယ် yes မိသားစုအချိန်ပေးရတဲ့လူတွေများလိမ့်မယ်ဒီမှာသူ့ရဲ့အမေပေါ့เนาะအလိုအမေပဲဖြစ်ဖြစ်အမပဲဖြစ်ဖြစ်အတော်ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုး မိသားစုရဲ့မှာရှိရဲ့လူတယောက်ကိုသူအချိန်ပေးနေရတဲ့ဆဲပုံစံပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရရဲ့အဲ့အားကြောင့်တခြားအရာတွေကိုသူလက်မကြည့်နိုင်သေးတဲ့ energy မျိုးရတယ်ပြီးတော့တစ်ဖက်လူကလေအဲ့လိုမျိုး သူပင်မန်းနေပြီပေါ့နော်အမှန်တိုင်းပြောလို့ရှိရင်ဒီလိုမျိုးတွေသူလုံနေရတဲ့အတွက်ပင်မန်းနေပြီအဲအချိန်နေဟိုလဲခွဲပေးဒီကိုလဲခွဲပေးနေသူအတွက်သူအချိန်မရှိဘဲနဲ့ပင်မန်းနေရဲ့ energy မျိုးကိုတွေးရဲဒါပေမဲ့လေဟိုမငြီးဘူးပေါ့နော်ဟိုပင်မန်းနေပြီလို့ပါဇက်ကားထုတ်မငြီးဘူးဩပင်မန်းလဲဟိုဒါပါဖြစ်လဲလို့ပေးစရာရှိလို့လို့ပေးရတာပဲဆိုရပုံစံမျိုးအဲ့လိုပုံစံမျိုးလေးနေသူစိတ်ကိုသူပြန်ဖြည့်ရဲပေါ့နော်အဲ့တော့ तू ကလေ ြောရရင်တော့တော်တော်လေးကိုအလုံးရှုံနေရဲ့အဲ့အတွက်အဲအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီ၃ကက်မှာမပေါ်သေးဘူးဒါပေမဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ကက်တွေထပ်ပြီးတော့ဆွဲမယ်ဒါပေမဲ့ဒီ၃ကက်မှာတော့လေအလိုပေါ်တော့တခြားအရာတွေနဲ့ပတ်သက်ပြီးတော့အလုံးရှုံနေအခြေအနေလည်းပါကောင်းပါပါလိမ့်မယ်သူ့ရဲ့ feelings တွေကိုခံစားမိနေအခုချိန်မှာလေ um yes ကိုအတွက် feelings တွေရှိရှိသေးရပေါ့နော်သူစီမှာဒါပေမဲ့အခုချိန်မှာတခြား financially အလုပ်ကိစ္စတွေเนาะအကြောင်းကိစ္စတွေမိသားစုရေးရဲကျန်းမာရေး တခြားအရေးပေါ့နော်အဲ့ဒါလေးကိုသူ့အနေနဲ့ဟိုလုံနေရတဲ့အတွက်ကြည်နေရတဲ့အတွက်ကြောင့်မို့လို့အရန်ကြီးရောအချီယူဦးစားမပေးနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။အဲဒါမဲ့ကိုယ်သတိရနေလားဆိုတာလေးကြည့်မယ်နော်အဲ့တော့ဒီ college of theory ရဲ့တစ်ဖက်လို့အခြေအနေမှာဘာခံစားနေရလဲဒီဘာလုပ်နေလဲโอเค

collectively depending by the name that I can find the other. Okay. Oh, Queen of Cups. Page of Cups. Mm hmm. အဲ့အချိန်ရင်းမှလေတဖက်လူကပေါ့နော်အခုချိန်မှာဘယ်လိုပြောမလဲဟို ကိုနဲ့အကြောင်းထက်ပေါ့နော်သူ့ဘာသာသူလေးတခြားကိစ္စတွေပဲသူပို့ပြပူပန်နေတယ်အဲတခြားသူ့ရဲ့အလုပ်ကိစ္စတွေငွေရေးကြေးကိစ္စတွေပဲသူပို့ပြပူပန်နေတယ်ပြီးတော့လေအဲ့လိုမျိုးသူ့အိမ်မှာအဲ့လိုနေမကောင်းတဲ့သူတွေပဲရှိရတော့လကောင်ဒါမှမဟုတ်ရှင်လဲမိသားစုကအဆင်မပြေနေရပေါ့နော်မိသားစုရေးမှာအဲ့လိုတခုခုစိတ်ညစ်စရာကြုံနေရမျိုးစိတ်ရှုပ်စရာကြုံနေရမျိုးလေးဖြစ်နိုင်တယ်အဲ့အတွက်ကြောင့်မလို့အရင်ရောလေအဲ့အခြေရေးဘက်ကိုဟိုအရင်ခံစားရတဲ့အရင် feelings တွေရှိနေရဆိုတဲ့ဟာမျိုးရော uh, energy မရအောင်ဒါပေမဲ့တခုပေါ့နော်ဘာလေးသွားပြီးတော့သတိထားမိလဲဆိုတော့အဲ့လိုညာ8တဲ့အချိန်မှာအားလုံးအလုပ်တွေအားလုံးပြီးွားတဲ့အချိန်ပေါ့နော်ဥမာ ဟိုသူမနက်မိုးလေးနဲ့ကထားပါတော့စပြီးတော့လုံးဆရာရှေ့ကလုံးမယ်နော်အဲပြီးသွားလို့ရှိရင်သူ့အတွက်သူလုံးမယ်အလုပ်ကိစ္စလုံးမယ်အိမ်အတွက်လုံးမယ်အဲပြီးသွားတော့မှအဲ့လိုညဘက်ညဘက်ပေါ့နော်ညဘက်သူအားလုံးပြီးသွားပြီးစိတ်ကိုတုံ့နှုံချပြီးနားပြီဆိုတော့မှကိုယ်သတိရရဲ့ပုံစံမျိုးအမှန်တမ်းပြောလို့ရှိရင်တော့သတိရရဲ့အချိန်ကနည်းတယ်သူ့ရဲ့တဏှိတာမှာသူ့ရဲ့အလုပ်ကိစ္စအိမ်နဲ့ပြည့်နေပြီးတော့ကိုယ်သတိရရဲ့အချိန်ကနည်းတော့နည်းတယ်ပေါ့နော်ညအိတ်ခံဒီလောက်ပဲပေါ့အဲ့လိုပုံစံမျိုးလေးရောရှိတယ်ဒါပေမဲ့ အဲတတိယရနေသေးရပေါ့နော်ဆိုလိုချင်တာသူစိတ်ထဲမှာတော့ကိုရှိနေရပေါ့ဒီကာလပေါ့နော်အခု TV တင်ကိုကြည့်နေတဲ့ကာလမှာတဖက်လူ ਆ လေတော်တော်လေးကို busy နေရဟိုတတော်အလုံများနေရပုံစံမျိုးပေါ့နော်သူရတခြားစီးပွားရေးကိစ္စအထူးသဖြင့်အင်ကိစ္စတွေကိုသူအဲဥဆောင်နေရတာမျိုးတော်တော်လေးကိုအလုံများနေရအတွက်ကြောင့်မို့လို့ဟိုဘယ်ဘက်ကိုမှသူဘာမှအဲ့လိုအပေါ်ဝင်မစဉ်းစားနိုင်သေးရပုံစံပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရဆိုတော့လေ တော်တော် busy ဖြစ်နေရဲ့ပုံစံပေါ့နော် so anyway um အဲ့သူ့ရင်ထဲမှာရှိရဲ့ကို့ပြောချင်တဲ့စကားလေးနှစ်ကက်လောက်ပဲဖြစ်ဖြစ်ထုတ်လိုက်မယ်နော်အဲ့တော့သူ့ရင်ထဲမှာရှိရဲ့ကို့ပြောချင်တဲ့စကားကဘာဖြစ်မလဲ so ဒါမျိုးကြီးဆိုလို့ရှင်လဲဒါအားလုံးသိချင်ရှားအရာလေးပေါ့နော်ဒါပေမဲ့ဟိုခေါင်းစဉ်မှာဆိုရင်မထည့်ဘူးဒါသူ့ရဲ့ခံစားချက်ဆိုရယ်ခေါင်းစဉ်နဲ့သွားမယ်ထင်တဲ့ဒီ region လေးရာလေး So, okay. Eh, tu yang mai, tu သိပါရဲ့ဝန်ခံပါရဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်သူရဲ့ mistakes တွေပေါ့ဒါသူရဲ့အမှားတွေပါအဲခွင့်လွှတ်ပေးပါဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေးရတယ်သူအခုချိန်မှလေးအဲ့လို physically ကိုနဲ့အတူတူရှိခြင်းနေတဲ့ energy မျိုးအများကြီးရတယ်အဲ့လို तू busy ဖြစ်နေရယ်ကွဲဒီလား तू တခြားကိစ္စတွေတခြားအလုပ်ကိစ္စတွေတခြားကြောင်းကိစ္စတွေနော်သူရဲ့မိသားစုကြီးရအဲ့လိုကိစ္စတွေနဲ့ तू အလုပ်တွေရှုပ်ရှက်ခတ်နေလိမ့်မယ်ဒါမဲ့လေအဲရှုပ်ရှက်ခတ်နေရဲ့အချိန်မှာကိုနဲ့အတူတူရှိခြင်းနဲ့အဲရှုပ်တဲ့ရာရဲ့ ကိုနဲ့အတူတူဖြည့်ရှင်းခြင်းနဲ့အလုပ်တွေကိုနဲ့အတူတူလုပ်ခြင်းနဲ့အဲ့လိုပုံစံမျိုးပေါ့နော်တစ်ဖက်လူကလည်းအဲ့လို energy မျိုးကိုလေအများကြီးရတယ်ဆိုတော့ဟိုဘယ်လိုပြောရမလဲအဓိကပေါ့နော် तू ကသူ့နားမှာရှိစေခြင်းနဲ့အဲ့လို physically အတူတူရှိခြင်းနဲ့လူမျိုးနှစ်ယောက်အတူတူရှိမှဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးဆိုတော့လေဟိုအစင်တော့ပြေပါတယ်ဒါပေမဲ့ အခုချိန်မှာကိုအရင်သတိရနေရမျိုးမဟုတ်ဘူးဟိုသူ့ဘေးမှာလူတယောက်လို့ပဲအဲ့လူကိုကိုဖြစ်စေချင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့လိုခိုင်းနိုင်ဘာကြီးလို့ဖို့အတွက်မဟုတ်ဘူးဒီတိုင်းပဲ emotionally support ပေးဖို့အဲသူချစ်တဲ့သူကိုသူ့ဘေးနားမှာရှိစေချင်တဲ့သဘောပါပဲအဲ့လိုပုံစံမျိုးပေါ့ energy ပို့ရရပေါ့နော်ဆိုတော့ကက်လေးထက်ကြည့်ရှင်သေးရတစ်ဖက်လူရှင်ထဲမှာရှိရဲ့အရာတွေပေါ့နော်ဘာကြီးဖြစ်မလဲပေါ့တစ်ဖက်လူရှင်ထဲမှာရှိရဲ့အရာတွေ လေကိုယ်ကိုတော့အဲ့လိုမျိုး reach out လုပ်ချင်တယ်ဆိုတော့ separation ဖြစ်နေရသူတွေပိုင်းပါလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးဟိုအဲကွဲနေရကာလာပေါ့နော်တယောက်နဲ့တယောက်အဲ့လိုအဆက်အသွယ်မရှိရမျိုးတယောက်နဲ့တယောက်ချားရဲမှာ contact မရှိရမျိုးပေါ့เนาะအဲ့လို separation ဖြစ်နေတဲ့တမိုင်း no contact ဖြစ်နေတဲ့တမိုင်းပါလိမ့်မယ်ဆိုတော့ तू ကတော့ကိုယ့်ကိုစကားရေးလာပြောခြင်းနဲ့ကိုယ့်စီကိုရောက်လာခြင်းနဲ့ပေါ့เนาะဒါပေမဲ့ I don't know how ဆိုဟိုဘယ်လိုမျိုးပုံစံနဲ့ reach out လုပ်ရမလဲဘယ်လိုပုံစံနဲ့ကိုယ့်ကိုရောက်လာမလဲဘယ်လိုစကားလာပြောရမလဲဟိုဘာပြောလို့ပြောမှမသိဘူးဆိုတဲ့ပုံစံပေါ့เนาะအဲ့လိုပုံစံမျိုးလေးဖြစ်နေတယ် Okay အဲ့တော့သူကွာ तू อ่ะဒီ relationship ကို fix လုပ်ချင်သေးတယ်ဆိုရယ်ပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးရောတွေ့ရတယ်เนาะ तू อ่ะဒီ relationship ကို fix လုပ်ချင်သေးတယ်ကိုယ်လည်းတော်တော်လေးကိုတတိယနေသေးတဲ့ပုံစံပေါ့เนาะအဲ့လိုမျိုးလေးကိုတွားပြီးတော့တွေ့ရတယ်ဆိုတော့음နှစ်ယောက်ပြန်အဆင်ပြေမပြေထက်လေ तू ကတော့ပြေချင်စိတ်ရှိသေးရမျိုးပေါ့เนาะ အဲ့လိုမျိုးဒါပေမဲ့အခုချိန်မှာရောဟိုပြေဖို့အတွက်ဘာ effort မှမထုတ်နိုင်သေးဘူးတကယ်ကိုဘာ effort မှမထုတ်နိုင်သေးဘူးသူ့သူ့အလုပ်တွေနဲ့သူမအောက်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်อืมตู้ใส่แท้มาเหรอเลยโกอ่ะชื่อนี่ดีแหละแต่แม้อศีบีโบเอฟโฟไม่ทุบปูสอโกอ่ะไปซะไปเอฟโฟทุบอ่ะไม่รู้ผิดเนี่ยป่ะเนาะดีคอลเลกทีฟรีดิ้งนี่เลยริจูอลลงลงอยากได้ล่ะ ရီကျူလို့လို့ရှင်သူ့ဘက်က effort ထုတ်လာလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့စိတ်စိတ်ရင်းအခန့်ဟောကဟိုပြောင်းစရာမလိုဘူးသူ့မှာအဆင်ပြေခြင်းနဲ့စိတ်ကရှိပြီးသားဆိုတော့ရီကျူလို့ရင်အမ်အဆင်ပြေနိုင်တဲ့ energy မျိုးတော်တော်လေးရထားတယ်။ဆိုတော့ဒီ collective လေးကြည့်နေရဆိုရီကျူလေးလောက်ကြည့်ပေါ့နော်။ဆိုတော့ okay ဟုတ်ပြီဒါလေးကတော့ဒါလာစဉ်နော်ဒါအရင်နောက်ဆုံးအပတ်စနေနေ့မှာတင်ပေးရဲ collective reading လေးဖြစ်ပါတယ်အ collective တွေရဲ့မှာအများအား manager client တွေ visual client တွေအများကြီးပါမယ်လို့ထင်တယ်။တော်တော်များများ90%ခန့်လောက်လေ energy ကိုက်မယ်လို့ယူဆရပေါ့เนาะဒီ collective တွေကိုလေ။ဆိုတော့ okay ပါဒါလေးကတော့ collective reading လေးဖြစ်ပါတယ်။ဆိုတော့ဆုံးဒီကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ် reading တွေမှာလည်းပြန်ပြီးတော့တွေ့ကြမယ်နော်။